အိန္ဒိယနိုင်ငံရဲ့ Think Tanks အဖွဲ့ကြီးဖြစ်တဲ့ကမ္ဘာ့ကြီးရာအိန္ဒိယကောင်စီ ICWA နဲ့မြန်မာနိုင်ငံရှိပါတီတွေ NSPNC EU တွေတွေ့ဆုံပြီး Federal Snit နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေပေါ်တွေ့ဆုံဆွေးနွေးကြပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကို2025ခုနှစ်မတ်လ18ရက်ကမြန်မာနိုင်ငံရှိအိန္ဒိယတန်ယုံရဲ့အိန္ဒိယစင်တာမှာကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာမူပေါင်းအနေနဲ့ Federal Snit EA လူမျိုးပေါင်းစုံနဲ့ဘာသာစကားပေါင်းစုံ Federal Snit ကိုစီမံခန့်ခွဲရမှာ အိန္ဒိယရဲ့အထွေထွေတွေအားလုံးပါဝင်တဲ့အုပ်ချုပ်မှုနဲ့အာဏာခွဲဝေမှုဆိုင်ရာကိစ္စရပ်တွေအိန္ဒိယဖက်ဒရယ်စနစ်နဲ့လူမျိုးစုမတူကွဲပြားမှုတွေအရေးစားတဲ့ခေါင်းစဉ်တွေကိုအပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။အဲဒီဆွေးနွေးပွဲကိုမြန်မာနိုင်ငံဘက်က NASA ရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကအတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်အပါအဝင်ကိုယ်စားလှယ်၃ဦးတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူစာချုပ် NCA ထိုးထားတယ်။လက်နက်ကိုင်ခုနှစ်ပွဲတွေက၅ပွဲကဒေါ်စောမြရာဇာလင်းနန်းရင်ဆို ဗိုလ်မှူးကြီးစောကျော်ညွန်ရဲဘော်မျိုးဝင်ဗိုလ်မှူးကြီးခွန်အုကာတို့တက်ရောက်ခဲ့ပါတယ်အဲဒီလိုပဲနိုင်ငံရေးပါတီတွေဘက်ကပြည်သူ့ပါတီဥက္ကဋ္ဌဦးကူကိုကြီးရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီဒေါက်တာဦးထောင်ကျော်တိုင်းလိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဆိုင်ထီအောင်ရခိုင်မျိုးသားများပါတီဥက္ကဋ္ဌဦးတာထွန်လာပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတော်ခင်စောဝေပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသိန်းစာရေးဆရာဦးကျော်ဝင်း USDB ကဦးခင်မောင်စို့ ရှမ်းနယ်တိုင်းဒေသများဒီမိုကရက်တစ်ပါတီကဥစောတမ်းမြင့်ကိုတက်ရောက်ခဲ့ကြပါတယ်။အိန္ဒိယဘက်ကတော့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်မတ်ကြီးနဲ့ Think Tanks အဖွဲ့ကကုစလဲတွေတက်ရောက်ခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာနိုင်ငံရေးနဲ့အုပ်ချုပ်ရေးအင်အားစုတွေဟာ Federal ဆိုင်ရာဆွေးနွေးမှုတွေကို2024ခုနှစ်နိုဝင်ဘာ9ရက်မှ9ရက်အထိအိန္ဒိယနိုင်ငံကိုတွားရောက်ကလေ့လာခဲ့သေးပါတယ်။အိန္ဒိယခီးချင်းမှာနိုင်ငံရေးပါတီ7ပါတီတိုင်းဒေသလက်နက်ကိုင် EU 6ဖွဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညီညွတ်ရေးဖော်ဆောင်ရေးညှိနှိုင်းရေးကော်မတီ NSPNC ဥက္ကဋ္ဌနဲ့အတွင်ရေးမှူးပြည်နယ်တင်းမြေရေးနဲ့ညီညွတ်ရေးစင်တာ CPR တို့ကကိုယ်စားလှယ်20ကျော်ပါဝင်ခဲ့ပါတယ်။အဲ့ဒီအိန္ဒိယခီးစင်ရဲ့အဆက်ကို2025ခုနှစ်မတ်လ18ရက်မှာမြန်မာနိုင်ငံရန်ကုန်မြို့ရှိအိန္ဒိယစင်တာမှာဒုတိယအကြိမ်ကျင်းပတာဖြစ်ပါတယ်။